င်းပွားမှုဝေဖန်မှုတွေရှိနေတဲ့အတိုင်းအောင်ကမ္ဘာအသက်အကြီးဆုံးရွေးကောက်ခံနိုင်ငံကောင်းဆောင်ကနောက်တစ်ကြိမ်ရွေးကောက်ပွဲအနိုင်ရသွားပါတယ်။အသက်62နှစ်အရွယ်ကင်မရွန်သမ္မတပေါ်ပါယာကရွေးကောက်ပွဲမှာအနိုင်ရခဲ့ပြီးအသက်100နီးပါးအထိနိုင်ငံကိုဆက်လက်အုပ်စိုးဖို့စီစဉ်နေပါပြီ။သူကအထမမြောက်သမ္မတသက်တမ်းကိုဆက်လက်တာဝန်ယူသွားမယ်လို့အောက်တိုဘာ28ရက်နေ့မှာကြေညာခဲ့ပါတယ်။ကင်မရွန်မှာတော့သမ္မတသက်တမ်းတစ်ကြိမ်အတွက်သတ်မှတ်ကာလက9နှစ်ဖြစ်ပါတယ်။ရွေးကောက်ပွဲကော်မရှင်က ဘိုင်ယာဟာထောက်ခံမဲ့အရေအတွက်53ဒသမခွန်ရာဂိုင်နှုန်းရခဲ့ပြီးအတိုက်ခံအင်အားစုတွေဝိုင်းဝန်းထောက်ခံထားကြတဲ့အိုင်ဆာချီရိုမာဘာဂါရီကတော့35ဒသမ2ရာဂိုင်နှုန်းသာထောက်ခံမဲ့ရခဲ့တယ်လို့ထုတ်ပြန်ခဲ့တာပါဘိုင်ယာရဲ့မဟာမိတ်ဟောင်းဖြစ်ခဲ့မှုတဲ့ဘာဂါရီကရွေးကောက်ပွဲရလဒ်တွေကိုမကြေညာခင်မှာတကယ်တမ်းအနိုင်ရသူဟာသူသာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်ဒါပေမဲ့အာနာယကင်မရွန်ပြည်သူ့ဒီမိုကရက်တစ်လှုပ်ရှားမှုပါတီ CPDM ကတော့အဲ့ဒီစကားကိုပယ်ချခဲ့ပါတယ် ရွေးကောက်ပွဲကိုအောက်တိုဘာ12ရက်နေ့ကကျင်းပခဲ့တာဖြစ်ပြီးသွေးထွက်သန်းရိုးပဋိပက္ခတွေကြောင့်ရှုပ်ထွေးတွေလည်းဖြစ်ခဲ့ပါတယ်။ဘာဂါရီကိုထောက်ခံသူတွေကစန္ဒပြခွင့်တားဆီးပိတ်ပင်ထားတာကိုဖိဆန်းပြီးမြို့ကြီးတချို့မှာဘန်ယာရဲ့အာဏာချုပ်ကန်ကြီးစိုးမှုကိုစန့်ကျင်ခဲ့ကြတာဖြစ်ပါတယ်။ရွေးကောက်ပွဲရလဒ်တွေကျင်းပတဲ့နေ့မှာစန္ဒပြပွဲတွေဆက်ဖြစ်နေပြီးဂါရူအာမြို့မှာရှိတဲ့ဘာဂါရီရဲ့နေအိမ်နားမှာတင်စန္ဒပြသူတချို့ပြတ်သက်ခံခဲ့ရကြောင်းသိရပါတယ်။အဲ့ဒီမတိုင်ခင်တရက်ကလည်း ကင်မရွန်ရဲ့စီးပွားရေးမြို့တော်ဒူအာလာမှာစန္ဒပြသူ၄ယောက်ကိုရဲတွေကပစ်သက်ခဲ့ပါတယ်။အာနာပိုင်တွေကတော့ရဲတွေကစတင်တိုက်ခိုက်ခံရလို့ကိုကိုကိုကာကွယ်ခဲ့တာဆိုပြီးအကြောင်းပြချက်ပေးခဲ့ပါတယ်။ဒါပေမဲ့ဘာကာရီကတော့လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာစန္ဒပြသူတွေအပေါ်အလွန်ကြုံအင်အားသုံးခဲ့တယ်လို့စွပ်စွဲခဲ့ပြီးသူ့အိမ်ရှေ့မှာတင်ငင်းငင်းကြမ်းကြမ်းစုဝေးနေသူတွေကိုအနီးကပ်တိပြီးပြစ်ခတ်တပ်ဖြတ်ခဲ့တယ်လို့လူမှုကွန်ရက်ပေါ်မှာရေးသားထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့တော့အာဏာပိုင်တွေဘက်ကဖြေရှင်းမှုမရှိသေးပါဘူး။မြို့တော်ယွန်းဒေးမှာလည်းအခြေအနေတွေကအေးဆက်တင်းမာနေပြီးအောက်တိုဘာ29ရက်နေ့အထိဆိုင်းတွေကျောင်းတွေပိတ်ထားရဆဲဖြစ်ပါတယ်။ဝန်တန်းတော်တော်များများလည်းရုံးမတက်ကြပါဘူး။တမဒဘာယာကသူ့ကိုနောက်တစ်ချိန်ယုံကြည်ပေးခဲ့ကြတဲ့မဲဆန္ဒရှင်တွေကိုကျေးဇူးတင်တယ်လို့ပြောကြားသွားပါတယ်။အခုအချိန်မှာတော့အားလုံးအတူစုပေါင်းပြီးငြိမ်းချမ်းတဲ့စီလုံးတဲ့တာယာဝပြောတဲ့ကင်မရွန်နိုင်ငံစီဥတီချီတက်ဖို့ပဲ သူ့အနေနဲ့အလေးအနက်မျှော်လင့်ထားပါတယ်လို့သမရကဆိုပါတယ်။ကင်မရွန်ရွေးကောက်ပွဲမှာမဲပေးခွင့်ရှိသူအားလုံးရဲ့58ရာခိုင်နှုန်းကမဲယုံတွေစီလာရောက်ခဲ့ပါတယ်။ရွေးကောက်ပွဲမှာမဲမတမာမှုတွေရှိနိုင်တာကြောင့်စစ်ဆေးပေးဖို့တင်ပြတောင်းဆိုမှုအ ਨੇ စုံ10ခုလောက်ကိုဖွဲ့စည်းပုံအခြေခံဥပဒေကောင်စီကပေးချခဲ့ပါတယ်။ယွန်ဒေးမြို့ကန်တွေကတော့ရွေးကောက်ပွဲမှာဘန်ယာကမှန်မှန်ကန်ကန်အနိုင်ရခဲ့တယ်ဆိုတာကိုမယုံကြည်ကြောင်းပြောခဲ့ပြီးအငင်းပွားမှုတွေပြင်းထန်နေတဲ့ရလက်ကိုလည်းစန့်ကျင်ခဲ့ကြပါတယ်။ နိုင်ငံရဲ့စီးပွားရေးကဆွဆွရွရွထိုးကြနေပြီးအာဂရီကိစ္စတွေကကတ်ရောဂါလိုပြန့်နှံ့နေကြောင်းနေရာတိုင်းမှာမူမမှန်တာမှားယွင်းတာတွေပြည်နေကြောင်းအခုတော့ဒီအခြေအနေတွေဆက်ပြီးရှေကြနေမဲ့အိမ်မက်ဆိုးကြီးကဆက်မတ်နေမှာတေချာသွားကြောင်းလူငယ်တဦးကပြောပါတယ်။ဘာယာက1982ခုနှစ်မှာသမရဖြစ်လာခဲ့ပါတယ်။2008ခုနှစ်မှာတော့သူကရွေးကောက်ပွဲဝင်ခွင့်အကြံအေးကန့်သက်ချက်ကိုဖွဲ့စည်းပုံအခြေခံဥပဒေကနေဖယ်ရှားစေခဲ့ပြီးသမရအဖြစ်အကန့်အသတ်တာဝန်ယူခွင့်ကိုရယူခဲ့ပါတယ်။ သူရှင်ပြိုင်ခဲ့သမျှရွေးကောက်ပွဲတွေအားလုံးမှာလဲမဲအပြတ်အသတ်ကြီးအနိုင်ရခဲ့ပြီးလက်ရှိတစ်ချိန်ကပြိုင်ဘက်နဲ့ရလက်ကွာဟာချက်အကျဉ်းများဆုံးဖြစ်လာခဲ့ပါတယ်သူရဲ့အုပ်စိုးမှုကဖွဲ့စည်းပုံအခြေခံဥပဒေကိုအသုံးပြုထားတဲ့ဘယင်စနစ်နဲ့တူလာတယ်လို့တောင်ဝေဖန်မှုတွေထွက်ပေါ်ခဲ့တာပါသူကလူမြင်ကွင်းကိုတိတ်ထွက်လို့မရှိသလိုကင်မရွန်မှာလည်းနေထိုင်တာနဲပါတယ်အချိန်အများစုကတော့ဆွစ်ဇာလန်မှာရှိတဲ့ဟိုတယ်တွေမှာပဲဘာယာကဖြတ်တန်းအချိန်ကုန်လေးရှိတာပါ ဒီလိုမျိုးလူမြင်ကွင်းကနေအကြာကြီးတွေပျောက်နေတက်လို့လဲသူသေဆုံးသွားပြီဆိုတဲ့ကောလာဟာလာတွေခဏခဏထွက်ခဲ့ဘူးပါတယ်သူ့လက်ထက်မှာနိုင်ငံရဲ့စာတင်ကြောင်းတွေနဲ့တက္ကသိုလ်တွေတည်တည်တသာချဲ့ထွင်ဖွင့်လှစ်လာနိုင်တာနိုင်ဂျီးရီးယားနဲ့ပိုင်းနဲ့အငင်းပွားနေတဲ့ဘာကာစီကျုံးဆွယ်ကိစ္စကိုကန်တွယ်ဖြေရှင်းတာတွေနဲ့ပတ်သက်ရင်ချီကျူးအတိမတ်ပြုခံရပေမဲ့ဝေဖန်ခံရတဲ့တခြားအကြောင်းတရားတွေလည်းရှိနေပါတယ်အထူးသဖြင့်နိုင်ငံအနောက်ပိုင်းမှာအုံကြွနေတဲ့ခွဲထွက်ရေးအဖွဲ့တွေကိုမှနှိမ်နှင်းနိုင်တာ လူငယ်တွေကြားမှာအလုံးလက်မဲ့ပြဿနာအရန်ကြီးထွားနေတာကျမ်းမာရေးစောင့်ရှောက်မှုနဲ့တခြားအခြေခံအဆက်အအုံတွေယိုယွင်းပြက်စီးတာကိုမဖြေရှင်းနိုင်တာတွေကသူ့အပေါ်လူမှုအမြင်ကိုအနှုတ်လက္ခဏာဆောင်လာစေပါတယ်။တချိန်ကအေဂျန်တာယာတဲ့နိုင်ငံတစ်ခုဖြစ်ခဲ့တဲ့ကင်မရွန်မှာရွေးကောက်ပွဲရလက်ကလူမှုအမြင်ကိုအမှန်တကယ်မထင်ဟပ်စေဘူးဆိုရင်နိုင်ငံရေးအကြက်တဲတဲကြဆင်းသွားနိုင်တယ်လို့လည်းနိုင်ငံရေးအကြက်ခတ်တွေကသတိပေးပြောကြားထားပါတယ်ရှင်။